ဆလာမွာလေးကွမ်ရာဟမတ်တူလာဟီဝဘရကာတူဟူနေဇာပါရမီစင်တော်မြတ်ခမညာကျွန်တော်ယခုရောက်ရှိနေတဲ့နေရာကတော့ပြင်မနာမြို့ကျွန်တော်တို့မြို့လေကောင်ပြောရမှာပေါ့နော်ကမ်းလမ်းမကြီးဘေးမှာပဲခြံနဲ့ဝင်းနဲ့အကြီးကြီးပဲပရိယတိတာဂနာပြုကျောင်းတက်အဲဒီမှာစာတင်စားတွေအများကြီးရှိတယ်ဘုန်းတော်ကြီးပညာရေးစနစ်ပေါ့နော်အဲအဲ့ဒီမှာမိတ်ဆွေမြတ်ခမညာမိတ်ဆွေမြတ်မြင်တဲ့အတိုင်းပါပဲနော်ဒီ စာတင်တိုက်ကြီးကပြိုကျပျက်စီးသွားပြီးတော့ဒီစာတင်တိုက်ကကျောင်းနေဆရာတော်ကြီးပြန်လုံလုံမူသွားတယ်။နောက်ဦးစင်းလေးတစ်ပါးလည်းပြန်လုံလုံမူသွားတယ်။ဦးစင်းလေးတစ်ပါးနဲ့ကျောင်းနေဆရာတော်ကြီးပြန်လုံလုံမူသွားတယ်။အဲအဒီကျောင်းလိုက်မှာရှိတဲ့ကျောင်းနေဆရာတော်ကြီးပြန်လုံလုံမူသွားတဲ့အတွက်ကြောင့်ကျောင်းလုံးကျောင်းနေဆရာတော်ကြီးကအစားမှာပြန်ပြီးတော့ဆက်လက်ပြီးတော့နေရာယူတဲ့ ဒုတိယကျောင်းတဲ့ဆရာတော်ကြီးပေါ့အခုတော့သူကတော့ဒီဆရာတော်ကြီးကတော့ပထမကျောင်းတဲ့ဆရာတော်ကြီးပြန်ဖြစ်သွားပြီပေါ့ဗျာအဲအဲ့ဒီကျောင်းတဲ့ဆရာတော်ကြီးနဲ့ပြည့်စုံပြီးတော့ဒီမှာရှိတဲ့ကျန်လုံးလုံးဘူရတဲ့ဦးစင်းအတွက်ကိုရောကျောင်းနေဆရာတော်ကြီးအတွက်ကိုရောဟိုဝိုင်းနဲ့ခြေခွဲကြောင်းဖြစ်တဲ့စကားပြောကြရင်လည်းအလူငွေပေးရမှာဖြစ်ပါတယ်မိတ်ဆွေများဆရာတော်ကြီးနဲ့တွေ့ဆုံဖို့လိုင်းလံပြီးတော့တော့တွေ့ဆုံဖို့အတွက်ဖိတ်ခေါ်အပ်ပါတယ် မိတ်ဆွေညီတော်များခင်ဗျာကျွန်တော်တို့အခုနပရိယတိတာမြပြုဓမ္မပိမံကျောင်းလေးကြီးကလက်တလောပေါ့နော်ကျောင်းနေဆရာတော်ကြီးဖြစ်သွားတဲ့ဒီဆရာတော်ကြီးနဲ့မိတ်ဆွေများကိုတွေ့ဆုံပေးမယ်ဆိုပြီးတော့ကျွန်တော်နေဆက်ပေးခဲ့ပါတယ်အခုဆရာတော်ကြီးကရှိတော်မှာကျွန်တော်ရောက်ရှိခဲ့ပါပြီအဲ့တော့ဆရာတော်ကြီးရဲ့ကျောင်းလိုက်မှာရှိမှမိတ်ဆွေများကိုပြတ်သက်ခဲ့တယ်ကာလမီးပြီးမှရှိတဲ့အဆောင်ကြီးကအပြည့်ပြုတ်ကြသွားတယ်အချို့အစိမ့်ပိုင်းပဲကြံခဲ့တယ်အဲ့ဒီမှာကျောင်းနေဆရာတော်ကြီး ရခင်မူလာကျောင်းနိုင်ဆရာတော်ကြီးပြန်လုံလုံမူပါတယ်။ဦးစင်းလေးတပါးပြန်လုံလုံမူပါတယ်ဆိုပြီးတော့ကြားသိရတဲ့ပုံမှာမြန်မာပြည်သူပြည်သားများနဲ့တကွကျွန်တော်တို့အစ္စလမ်ဘာသာဝင်များကိုဘာသာကြားများကိုအားလုံးအတွက်ကျွန်တော်လည်းထပ်တူထမ်းမြခံစားရပါတယ်။ဝန်နဲ့ကြီးကွက်ရပါတယ်။ဟောဇဘဝဘေးအန္တရာယ်ဆိုတာကတော့ဘယ်သူမှပြေမလို့ပါဘူး။အဲ့တော့ဒီပုံမှာတွားလိုက်သူတွေကတော့တွားလိုက်ပြီးတော်တော်ကောင်းမြတ်တဲ့တည်ခြင်းတရားနဲ့တွားလိုက်ကြတာပါ ဘုရားသခင်ကောင်းချီးပေးမှာပါအဲ့တော့ကျွန်တော်တို့ဒီမှာကြံရှိခဲ့တဲ့ဆရာတော်ကြီးဆိုလို့ရှိရင်ရက်ွက်မှာရှိတဲ့ညီတော်လေးရက်ွက်မှာရှိတဲ့မိတ်ဆွေပြောကြကြရသိရှိရတာကဒီဆရာတော်ကြီးကတော်တော်ပဲစိတ်ထားမုံမြတ်ပြီးတော့တော်တော်ပဲကြီးညိုစရာကောင်းတဲ့ဆရာတော်ကြီးတပါးဖြစ်တယ်ဆိုတာသိရတယ်ရီဖြူလူမဲကြောသားရင်သာမခွဲကြဘာသာသူဘာသာကြမခွဲကြပဲနဲ့ရက်ွက်မှာရှိတဲ့လူငယ်တွေအားလုံးရက်ွက်မှာရှိတဲ့မိတ်ဆွေများအားလုံးနဲ့တော်တော်တင်းတင်းကြောက်ပတ်အောင်နေထိုင်ခဲ့ ဆရာတော်ကြီးဖြစ်သလိုမရှိစင်ရသားဒီစာပေပညာကိုတမြောက်ချင်းတဲ့ကလေးသူငယ်တွေအားလုံးကိုမိမိရဲ့ရင်အုပ်သားပမာကလေးသူငယ်များကိုပညာညွှန်ရေးတိုက်ပြဖို့အတွက်နော်စင်ညာရေးကဖောင်ဒင်းချစ်ကိုချပြီးတော့ဆွမ်းဆွမ်းတမန်ကြိုးပမ်းနေတဲ့ဆရာတော်ကြီးဖြစ်ပါတယ်အဲ့တော့ဒီဆရာတော်ကြီးကထံတော်ပါကျွန်တော်တို့ဘာရမို့ပါဘူးအုတ်တရတဲတဲ့ဝင်ပါနော်ဆရာတော်ကြီးတွေကစိုးစိုးမားတဲ့ဇာတ်ကားတွေကပဲကျွန်တော်တို့အများကြားနေကြပါ စေတနာပြုစေစွာနဲ့ပေးလိုက်တယ်အလိုမျိုးလေးတပြားဖြစ်ပါစေအမြင်ပြီးတော့ခရီးဝေးတဲ့တောင်ပေါ်မှာအစိတ်သေးပြီးတော့အပင်ကြီးတဲ့ညောင်ပေါ်မှာကဲ့သို့ကုသအကျိုးတွေအများကြီးရမှာပါကျွန်တော်ပေးလိုက်တဲ့အလိုမျိုးဆိုတာကတော့ဘလို့နီးနေမှဟလာထဲထဲဝဝကြီးကြီးမားမားမဟုတ်တော့ညာလည်းပဲစေတနာရှင်များကဖြူဖြူစင်စင်ပေးလိုက်တဲ့ပုံမှာအဲ့ဒီအလိုမျိုးကိုဆရာတော်ကြီးကလက်ဝဲမှာပြန်လဲ ချင်းနဲ့အနင်းဖို့အတွက်ကျွန်တော်ရောက်လာခြင်းဖြစ်ပါတဲ့အဲ့ဒီအလုံးလူလူတွေဝတ်ထုတ်လေးကိုဆရာတော်ကြီးနေနဲ့ကျွန်တော်တို့ပေးလိုက်တဲ့ဟာကိုကြည်ကြည်ပြီးဖို့လက်ခံပေးပါလို့တပည့်တော်အနေနဲ့လေးစွာစွာတန်ရှာရှောက်ထားအပ်ပါတယ်။ဟုတ်သားပါလေကကြီး။ကဲကျွန်မခံလာပါလိမ့်။ဆရာဆရာဆရာတော်နည်းနည်းလေအလို့ရှင်များကိုစူတောင်းပြတာပို့တာပေါ့။ဟုတ်ပါတယ်ခင်ဗျာ။ကျွန်မခံလာပါလိမ့်။ အဘာသာတူတာမတူတာထားတခုခက်ခဲပြင်တခုကူရတာလေနော်အကြောက်လိုက်မှပြင်စရာတွေလည်းအများကြီးရှိတယ်လိုအပ်တဲ့ချိန်ဓာကြီးရောက်လာတာအထူးပဲနော်ကျွန်တော်တို့ဒီဘက်ကဒီဘလားပိုင်းလို့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြင့်မြတ်တဲ့ခုကန်းပေါ့နော်ကျွန်တော်တို့ဒီပြင်မနာမှာမသိသူရှားပါလေမြန်မာပုံးလေးပါ မိမိတက်ခုကံပိုင်ရှင်ခဲ့ဒါကသူတို့ရဲ့မိတ်ဆွေညီနောင်တွေသူသားသမီးတွေဖြစ်ပါလေသူတို့ဆိုလို့ရှိရင်ကျွန်တော်တို့မိမိတက်ခုကံရောက်တဲ့ချိန်မှာအားလုံးသိရလာကဒီမှာရက်ကွက်မှာရှိတဲ့လူတွေတော့မီးပြတ်သွားတယ်ဖုန်းတွေအခက်အခဲရှိတယ်အဲမီးပလက်တွေအများကြီးထူထပ်ပြီးတော့သူတို့အဲ ဒီဖုန်းတွေပေါ့အာသင်ပေးတယ်တက်ပေါ်မှာရေတန့်ဒီကစပြီးတော့ဟိုအရှိမန်းသေးထိက ရေတန့်တော့ခက်ခက်ရှိပါတယ်အဲ့ဒီရေတန့်တွေကိုသူတို့ရေတန့်တွေထောင်ပြီးတော့ရေတန့်တွေပြီးနေတယ်နောက်ပဲနော်ဘယ်နေရာဒီမှာအကြောင်းတိုက်တွေပဲဖြစ်ပါစေလူနေအဆောက်အဦပဲဖြစ်ပါစေအဆိုးအကြောင်းတွေပဲဖြစ်ပါစေပြိုကျသွားတယ်ပြန်ဖော်ဖို့မလွယ်ဘူးအဲ့လိုယူသူတို့ကဘတ်ဖိုးတွေနဲ့ကရိင်းနေတယ်သူတို့ဘက်သူတို့ငွေကြကုန်ကြခံပြီးတော့လိုက်လံပြီးတော့ပန်ပိုးနေတဲ့အဖွဲ့အစည်းဟို အဖွဲ့အစည်းမဟုတ်ပေါ်ကြလည်းပဲတန်ရန်ဒီဖိုင်ကိုနိုင်တဲ့ဘက်ကနေပြီးတော့ပံ့ပိုးနေတဲ့ဟာလာမိတ်ဆွေတွေဖြစ်ပါတယ်အခုလည်းပဲဆရာတော်ကြီးနဲ့ဆရာတော်ကြီးရဲ့ကြောင်းလိုက်မှာကိုဖယ်စရာတွေရှင်းစရာတွေရှိတဲ့ပုံမှာအခုတို့လည်းပဲဆရာတော်ကြီးဆရာတော်ကြီးဟာစီမံရောက်လာပြီးတော့ဒီဟာလေးလုပ်ပေးမယ်ဆိုတာကျွန်တော်ရှင်းမှာပြောလို့ကျွန်တော်လည်းသိရပါတယ်အဲ့လိုမိတ်ဆွေညီတော်များခင်ဗျာတော့ကျွန်တော်တို့ဟိုမြန်မာပြည်သူပြည်သားအားလုံးကတမီတဲ့နေတရေတဲ့တောက်ပြီးတော့တမိုးအောက်ထဲမှာနော်ကျွန်တော်တို့အမြင်တွေဘလောက်ပဲကျွဲနေပါစေကျွန်တော်တို့ပဲကိုယ်ကိုယ်မူဘာသာတွေဘလောက်ပဲဖွဲချား ခြားနာနေပါစေတိုးတော်ညာလည်းပဲကျွန်တော်တို့မြန်မာပြည်သူပြည်သားတယောက် down down မှာဟာလာလက်ထိတ်ကလေးကိုစိတ်လိုက်လို့နာကျင်သွားရင်ကျွန်တော်တို့မြန်မာပြည်သူပြည်သားတယောက်အနေနဲ့အားလုံးနာကျင်ခံစားရပါတယ်အဲ့တော့လူကိုလူလိုမြင်ပြီးတော့ကျွန်တော်တို့တွားရနေရတိုင်းမှာဘယ်နေရာမှမဆိုကျွန်တော်ကျွန်တော်တို့ကျွန်တော်ကဲတိုက်ပေါ်တော့ကျွန်တော်နေတဲ့ပုံစံကတော့အားလုံးကိုတပေးညီပဲဆက်ဆံတဲ့စနစ်ပဲရှိပါတယ်အဲ့တော့မြန်မာပြည်သူပြည်သားအပေါင်းကျွန်တော်ပို့စိတ်နှလုံးကျွဲဝချမ်းသာပြီးတော့ တတိသုံးပါးကနေပြီးတော့ပြင်ဝင်ပါစေလို့ဆုတောင်းမေတ္တာပို့တာပါတယ်အစ္စလာမုအလัยကုမ်ဝရဟမတุลလာဟီဝဘရကာ